ခမားတို့စင်ရဲဘူးလားခမားတို့ဒုက္ခရောက်ဘူးလားဟာငါဒုက္ခရောက်ဘူးရဲ့ရောငါတို့တော့အဲ့လိုဖြစ်မရှိဘူး no ခမားတို့မှဖြစ်ရှင်းစရာနီးလိုက်ရှိကောင်းရှိနိုင်ဒီဆိုင်မှာဝင်တာကလေးရက်နှစ်ယောက်ကလေးရက်နှစ်ယောက်ခေါ်လာတော့ဒါလည်းခမားတို့အဲ့ပရိဒါဓမ္မတွေဒီအရေးအကြောင်းဆိုမှာပေါ်ပင်ဖြစ်ချင်တာနဲ့နာမည်ကြီးချင်တာနဲ့တုထဲလူရဲ့ငါတုထဲငါဟုဆိုပြီးတွားလူတဲ့ပရိဒါဓမ္မတွေဒါလည်းထည့်ပြောကြအောင်ဟုတ်လား ဒီတက္ကမထဆိုးတဲ့လူတွေလိုင်းတာမှာဒုက္ခရောက်နေတဲ့လူတွေအများကြီးပါကွာမလို့ပရိုက်တာဒါလို့ချင်းနေကူညီကြဟုတ်လားအားကြမင်းတို့တချို့ပရိုက်တာတချို့တချို့ပြောရအောင်တချို့ပရိုက်တာဓမ္မတချို့အမြင်ကအောင်ကောင်းလာနော်အမြင်ကအောင်ကောင်းလာကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားစရာမရှိဘူးငတ်ပြီးကျွန်တော်တို့ခက်ခဲပြင်ရင်ကျွန်တော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်နော်ကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ်အခုကခိုးခံရတဲ့သူကချုပ်ထဲမှာ အခုကပရာဟိတဓမ္မတွေလူလန်းလာနဲ့ဒါရိုက်ဘာသပရာဟိတဓမ္မတွေနာမည်ကြည့်အောင်ပါကြည့်အောင်ကြည့်ပြရလူတွေပါဗျာဆရာကြီးစတိုင်းနော်လားအမကလေးကိုအကလေးထည့်ပေးတဲ့မိဘလေးရေးယူရမှာဘာကြောင့်ထည့်ပေးလိုက်တာလဲဈေးတွေဈေးတွေမှာအားကြီးပဲတခိုးတွေလာကြည့်ရလမ်းပါလို့ရှိရင်ကိုယ်ဆွချင်းကိုလေကိုယ်ကကြည့်နေရတာအရှင်းရှားရတာတော်တော်ကိုယ်ဆွချင်းကိုပြန်ငုံကြည့်ရတာထဲထဲကဟင်းထုတ်တွေဟင်းထုတ်နိုင်တယ်ဒါတော့တနာနေလေအိမ်ခေါ်တာကိုယ်အိမ်ကိုခေါ်တာနော်အခိုးမတဲ့အိမ်ခေါ်တာခေါ်တာပြီးတော့အိမ်နေပါလေစောက်ငိုင်းလာခဲ့ เนาะပြန်လာလို့ရှိရင်ရှိအောင်မလားလို့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လှိုင်းသားရဖြစ်စဉ်နဲ့ပတ်သက်ပြီးလူမှုတရားမျှတမှုရဲ့ရှုပ်ထွေးတဲ့တွန်တွဲမှုကိုစိတ်ဝင်စားစရာ ရှုထောင့်အစ်တစ်တစ်ခုကနေစမ်းစစ်တင်ပြပေးသွားမှာဖြစ်ပါတယ်။အဲမျိုးတွေမင်္ဂလာပါဗျာ။ဒီနေ့က23ရက်ဆယ်လပိုင်း2025ဖြစ်ပါတယ်ဗျာ။ဒီကူရဲ့ကျန်ကောင်ကနေမနက်လေးရောက်လာဘူးမနက်လေးပြန်ရောက်ပြီပေါ့နော်။ပြန်ရောက်ကြောက်မရောက်သေးဘူးဥစဉ်တပည့်ချမ်းမာနေနေနားနေရဲ့။ ။ဘာပြောချင်တာလဲဆိုတော့လိုင်းနာယာကိစ္စလေးပေါ့နော်။လိုင်းနာယာကိစ္စလေးကိုဆက်ပြောမယ်။လိုင်းနာယာကိစ္စကလက်ရှိမင်းရနေထားတီ၄ဦးဖမ်းထားတယ်။၄ဦးဖမ်းထားတယ်နော်။၄ဦးကအဲ့နေဘာပေါ့နော်အဆိုင်ရှင်နှိမ့်ဆက်တဲ့တခုဖမ်းပြီးမှနှိမ့်ဆက်တာလွဲချော်နှိမ့်ဆက်တဲ့ ရဲ့တမ်းမှာဖန်တဲ့တကူရဥပဒေကြောင့်နားမလဲပဲနေဆက်တဲ့ဆိုင်ရှင်တကမာကြီးရဲ့ပထမဆုံးဒီဆိုင်မှာဝန်တာကလေးရဲ့နှစ်ယောက်ကလေးရဲ့နှစ်ယောက်ခေါ်လာတော့เนาะဒါလည်းအခမ်းအနားတို့အဲ့ပရိဒါဓမ္မတွေဒီအရေးအကြောင်းဆိုမှာပေါ်ပင်ဖြည့်ချင်တာနဲ့နိုင်မဲ့ကြီးချင်တာနဲ့တုထဲလူရဲ့ငါတုထဲငါဥဆိုပြီးတွားလှူတဲ့ပရိဒါဓမ္မတွေဒါလည်းထည့်ပြောကြအောင်ဟုတ်လားဒီတကမှာထဲဆိုးတဲ့လူတွေလှိုင်းတာမှာဒုက္ခရောက်နေတဲ့လူတွေအများကြီးပါကွာမလို့ပရိဒတ်တာအားလို့ချင်နေဆိုကူညီကြဟုတ်လား အကြမ်းတို့တချို့ bright တချို့တချို့ပြောရအောင်တချို့ bright တာမှိုက်တချို့အမြင်ကအောင်ကောင်းလာနော်အမြင်ကအောင်ကောင်းလာရှင်မရဘယ်လောက်လှူနိုင်ရောလဲဘယ်လောက်လှူလို့လဲဆိုတဲ့စကားလာပြောနေပေါကိုတော်တို့လည်းလှူတတ်နေရပဲနော်ပေါကိုတော်တို့မလှူလှူတယ်ဆိုအားလုံးတည်တယ်ဟုတ်လားပေါကိုတော်တို့ပေါ်ပြင်လုံနေရပါဘူးနော်ဗထမကလေးထည့်ပေးတဲ့ရာစုတစုလည်းဖမ်းထားတယ်လို့ဦးဇင်းတို့ကြားကြည့်ရတယ်အားလုံးပေါင်း၄ဦးလောက်ဖမ်းထားလို့ကြားကြည့်ရတယ်နော်ကြားကြည့်ရပါတယ် အဲ့တော့လိုင်းတားမှာရှိတဲ့ရဲတွေလက်ရှိပူနွေးနွေးပြောင်းလာတဲ့ရဲမှု CB ဥစိန်လွင်နေရာကိုပြောင်းလာတဲ့ဒကာကြီးနော်ရန်ကုန်တိုင်း CB ပေါ့အခုကတခုကလူပြိုင်ဟစ်ဆိုတဲ့သကပုံလုံးဖြစ်နေတာတခုကလူပြိုင်ဟစ်ဆိုတဲ့သကပုံလုံးဖြစ်နေရနော်အဲ့ပုံစံဖြစ်နေတယ်ဒါလေးကိုလည်းခင်ဗျားတို့ view site ဖို့လိုတယ် တခိုးကနောက်ဆိုလို့ရှိရခိုးပြီးမှဒီလိုဒိုင်ဘာဆန်ဆန်နေပါလေလူရဲ့တူတွေပေါ်လာပြီးမှနာမို့လို့နာမည်ဆွတ်ကြည့်လိုက်မယ်နော်တခိုးလည်းတခိုးအလေရခင်ဗျားတို့အေးအေးယူရမှာနော်ဆွဲရမှာနော်ဥပဒေတိုက်လုံးဆောင်ရမှာနော်သူ့အကိုအဘအတမီမျိုးဆိုဘဒူတွေပဲလိုက်လိုက်ဟုတ်လားအဲ့တော့ဒါလေးလည်းမျိုးစစ်စစ်ဖို့လိုတယ်ဗျာကြားလားဆိုင်ရှင်ကိုလည်းကလေးဦးတွေနဲ့ခင်ဗျားတို့ဒလုံမတခုလည်းမဖမ်းမှုဆိုင်ရှင်လည်းဖမ်းမှုဆိုတူနှစ်ဦးနှစ်ဖက်ကြီးနဲ့တောင်းပန်ပြီးလုပ်ပြီးလိုက်ဟုတ်လား လှုပ်ပေးလိုက်လှုပ်ပေးလိုက်ဒါဒီတိတ်ဒီပလန်နိုင်သွားမှာခင်ဗျားတို့နော်ဒါဥစဉ်ပြောပြတာပါဥပဒေရဟုတ်လားအခုကခိုးခံရတဲ့သူကချုပ်ထဲမှာတခိုးကပရာဟိတဓမ္မတွေလူရန်နာနဲ့ဒါ යි ဘာသပရာဟိတဓမ္မတွေနိုင်မဲ့ကြည်အောင်ဗာကြည်အောင်ဝကြည်ပြားလူတွေဗျာဆရာကြီးစတိုင်နော်ဟုတ်လားအမကလေးကိုအကလေးထည့်ပေးတဲ့မိဘကြီးလည်းရေးယူရမှာဘာကြောင့်ထည့်ပေးလိုက်တာလဲ အရင်တစ်ခေါက်ကကလေးစီးတူအရင်တစ်ခါကလေးကတယောက်ထည့်ပေးတယ်တဲ့နှစ်ယောက်ရှိသွားရင်နော်နှစ်ယောက်မစီးတူမှမြတ်တို့ညံပြီးမှဟုတ်လားအပြစ်မရှိဘူးအပြစ်ရှိတယ်ပြောတာမဟုတ်ဘူးနော်အပြစ်ရှိတာကဆိုင်းရှင်မှလည်းအပြစ်ရှိတယ်လို့နှိမ့်ဆက်မှုအပြစ်ရှိတယ်လို့ဒီဆိုင်းရှင်မှခိုးခါတူကလည်းအပြစ်ရှိတယ်ဥစဉ်တော့ကတော့အများမိုးခိုက်တောင်းတိုင်းတော့လိုက်မတောင်းနိုင်ဘူးကြလားမတောင်းနိုင်ဘူးဒါလေးလည်းပြောချင်လို့ပါဗျာနော်ဥမြန်မာနိုင်ငံကတော့じゃあ အခိုးကလူပြိုင်ဟဲ့တဲ့ခိုးတဲ့လူတွေကနာမည်ကြီးတဲ့အနေထားရောက်ပြီးခိုးတဲ့အခိုးကလည်းသူကထောင်ကြစို့။ဒါကြောင့်ဥပဒေကကြားမကောင်းကြော်မကောင်းကြားမကောင်းဖြစ်မှာဆိုလို့ပြောပြခြင်းဖြစ်ပါလေဗျာနော်။ဒါလို့ပြောလို့ရှိရင်ပရိဟိတတချို့ဓမ္မတွေကပေါက်ခိုးတော့ပြောလာအောင်မဟုတ်လား။ပြောရင်လည်းဒဲတာဖိုက်ဒဲတာပြောကြလား။ဒါလေးပြောခြင်းတော့ဗျာအားလုံးတော်ပါပဲဗျာ။ ပစ္စည်းခိုးယူသူကိုဂယုနာနဲ့ကူညီနေတဲ့ပရာဟိတလှုပ်ရှားမှုတွေအပေါ်လူမှုကွန်ရက်ဩဇာခံ ပောက်ကူရောကနေတခိုးကလူပြန်ဟစ်နေပြီလို့ပြင်းထန်တဲ့ဝေဖန်စကားလုံးတွေနဲ့စိန်ခေါ်လိုက်ပြီးဖြစ်ပါတယ်။လူမှုတရားရုံးဤတရားမျှတမှုစံနှုန်းမူလဖြစ်ရဖြစ်တဲ့တွေ့ရသူစတိုးဆိုင်ပိုင်ရှင်ရဲ့နှိမ့်ဆက်မှုကြောင့်ဆိုင်ရှင်ဟာဥပဒေရဲ့အဓိကတရားခံနေရကိုရောက်ရှိခဲ့ပါတယ်။ အောက်တိုဘာ22ရက်မှာရဲတပ်ဖွဲ့ကဆိုင်းရှင်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးကလေးတငယ်ခွင့်ရေးများဆိုင်ရာဥပဒေအပအဝင်ပုံမှန်များစွာဖြင့်အရေးယူဖို့ပြင်ဆင်နေတာဟာဥပဒေမဲ့ကိုရိုင်းစီရင်ခြင်းကိုလက်မခံကြောင်းထင်ရှားစေပါတယ်။ပောက်ကိုရောဤစိန်ခေါ်ချက်ရာဇဝတ်မှုနှင့်ဂယုနာဤနယ်နိမိတ်ဒါပေမဲ့ဒီအခြေအနေမှာပေါ်ပေါက်လာတဲ့ဒုတိယအဆင့်အငင်းပွားဖွယ်ရာကတော့ပရာဟိတရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူကိုကူညီခြင်းဟာတရားမျှတပါသလား။ ပောက်ကိုရောရဲ့ဝေဖန်ချက်ဟာဆင်းရဲနှံ့ပမှုကြောင့်ခိုးယူခဲ့တာကိုစာနာခြင်းနဲ့ခိုးယူခြင်းဆိုတဲ့ရာဇဝတ်မှုကိုလက်ခံအားပေးခြင်းကြားကမြင်းကိုမိမောက်ထုတ်ပြလိုက်တာဖြစ်ပါတဲ့အကူအညီတွေရုတ်တရက်ပေါ်ဝဝင်လာတာဟာခိုးသူကိုပြစ်ဒဏ်ကနေလွတ်မြောက်စေုံသာမကတခိုးဖြစ်ကနေလူမှုရေးအရအခွင့်ထူးခံတယောက်လိုဖြစ်သွားစေနိုင်သလားဆိုတဲ့မေးခွန်းကိုတိုက်ရိုက်မေးမြန်းလိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ဒီရုပ်တံကိုအဆုံးထိနားဆင်ပြီးဥပဒေကပြည့်တန်ချမှတ်ရမယ့်ကိစ္စနဲ့လူမှုရေးအရာဂယုဏပြတ်တရမယ့်နေပယ်ဘယ်နေရာမှာရက်တန်းတင်တယ်လဲပရာဟိတသမားတွေဟာတရားမျှတမှုကိုဖျက်ဆီးနေတယ်လို့ဖြစ်နေပြီလားဆိုတဲ့အမြင်ချင်းထိတ်တိုက်တွေ့ဆုံမှုကိုဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာ ဟာလာရင်ဒီခလေးလေးနဲ့သူနဲ့ဘလို့ဆက်ဆက်လဲဘလို့ပတ်သက်လဲတနေ့တနေ့ဒီခလေးနဲ့သူနဲ့ဘလို့တွေသွားလဲလာဒါတွေလစ်လာပါအောင်နော်လာမလစ်လာဘဲနဲ့တခါတည်းပခိုးမကိုစွတ်ပြီးတော့ပနာပြီးတော့တခါတည်းအိုးအိုးလှူဒန်းကျင်နေကြတာနော်မလှူဒန်းနဲ့တော့မပြောဘူးလှူဒန်းလို့ရတယ်ဟိုတစ်ဖက်လူကိုလည်းကြုံခမ်းတဲ့လူကိုလည်း तू ကအစွားရိုက်တာဆိုတော့ရက်ွက်ထဲမှာဒီလိုပဲတခိုးမင်းရိုက်နေနေကြတာပဲလူတကာရိုက်နေနေကြတာပဲဒါမှမဟုတ် तू ကခလေးလေးပါသွားတဲ့အတွက်ကြောင့်မလို့ तू ကနည်းနည်းဖောင်းဖြစ်သွားတာပေါ့နော် ဲ့တော့ဘိုင်းပြောနေတာနေတော့လေသူ့ရဲ့ဇင်းမြစ်ကိုစုံစမ်းပြီးတော့မှလှူဒန်းကြပါလားဇင်းမြစ်လည်းမလုံနိုင်မလုံမစုံစမ်းရသေးဘူးနဲ့ဆုတ်ပြီးတော့လှူရနေတော့အဲ့ဒါအစိတ်ပင်ကိုရေလောင်းနေတယ်လို့မကြီးကထင်မိတယ်ဟုတ်လားဘာဖြစ်လို့လဲဆိုတော့ဒီရတဲ့သူတို့လှူဒန်းနေတာကကွန်ဝိုင်းတက်ဟုံးပါပဲ ဟလာသူခိုးစားတာတော့မှသူခုလိုမျိုးကောင်းစားသွားတဲ့ဟာကိုဟုတ်တယ်မလားအပြစ်ဒဏ်ရာမရပဲအပြစ်မကြပဲနဲ့လေဟုတ်တယ်မလားအဲ့တော့နင့်လာတဲ့လူကဟိုကအခိုးလက်ခံရသေးတယ်ထောင်လက်ကြအောင်ပဲဟိုခမားမှာနော်ဟိုဘက်ကလည်းဟိုစားလိုက်ပြောတာမဟုတ်ဘူးတခိုးမဘက်ကလည်းနှိမ်ပြောတာမဟုတ်ဘူးဖြစ်တဲ့နာနော်နှစ်ဦးနှစ်ဖက်ညှတာပြီးတော့အပြစ်ဒဏ်ချသူ့လက်ခိုးလို့ သူလည်းဟိုသူညာခလေးလေးပါသွားလို့ညမနေစတာတော့သူကတော့ခုကဘာလဲစုပြီးတော့ဟိုတခိုးဘက်ကိုတော့ညှောက်စားပြီးတော့ဟိုခန်းတဲ့လူကိုကြတော့တက်နေထားသလိုဖြစ်မမြတ်တာဘူးဖြစ်တယ် ူလုံလုံစားကြည့်လို့ခိုးစားနေတာလေနော်ဟိုကောင်မလေးကလည်းပြောတယ်လေသူ့ကလေးကိုဒီလိုပဲမကြမကြလာခေါ်တယ်ဆိုတော့ဒီကလေးကိုအကာအကွယ်လုပ်ပြီးသူခိုးခိုးနေတာနော်အရှင်ကြီးပဲရန်ကုန်မြို့မှာကလေးသူများကလေးတွေငားပြီးတော့တောင်မှနော်လမ်းဘေးမှာနှုတ်ဘူးလေးတွေနဲ့နေဘူးတော့တွေလှမ်းပြီးတော့တင်းငားတောင်ပြရတယ်လို့မတွေ့ဘူးလားအများနဲ့မတွေ့နေရတာပဲငားပြီးတော့လုပ်ပြီးတော့ကဲလုံစားနေကြတာလေလုံလုံမစားချင်ဘူးလေနော်အဲ့လိုပဲတောင်စားခိုးစားနော်အဲ့လိုမျိုးတွေကဲ ါဒါသူတို့ကအခုလိုလုပ်တော့စိတ်ပင်ကြီးလောက်တော့အခိုးကပိုတော့ထအောင်ပဲဟုတ်တယ်မဒါတွေသူတို့လူဒန်းတာတွေကကုံဝိုင်းရင်ထခိုးမှာပဲထက်လုံးမှာပဲနော်အဲ့တော့ဟိုရမ်းမအေးရအောင်ပေါ့နော်အဲ့တော့တစ်ဖက်လူအတွက်လည်းဟိုခိုးလည်းခံရသေးတယ်ထောင်းလည်းကြအောင်ပဲလာဒီတခိုးတွေကလည်းဒီလိုပဲဈေးတွေဈေးတွေမှာအားကြီးပဲတခိုးတွေလာကြည့်ရလမ်းပါလို့ရှိရင်ကိုယ်ဆွချင်းကိုလေကိုကကြည့်နေရတာအရှင်းရှားရတာတော်တော့ကိုယ်ဆွချင်းကိုပြန်ငုတ်ကြည့်ရတာထဲထဲကဟင်းထုတ်တွေဟင်းထုတ်လိုက်တယ်နော်စီဘူးတွေစီဘူးလိုက်တယ်ဆက်ပြာတုံးတွေဆက်ပြာတုံးလိုက်တယ် အဲ့ဒါဈေးထဲမှာလဲပြီးလို့ရှိရင်အထည်ဆိုင်ဝင်သွားတယ်အာအုပ်စုလိုက်ဝင်သွားတယ်ဟိုလူရွေးတယ်လို့ဒီလူဟောအစည်းလိုက်ထည့်တယ်ပြန်ပြီးတော့ပြန်ပေးတယ်နော်ဒီလိုပဲယူရတာပဲနော်ရံမဖြစ်ချင်တော့ပြန်ယူရတာပဲကိုပစ္စည်းလည်းပြန်ရပြီဆိုပြီးတော့နော်အဲ့ဒါဘယ်လိုလုပ်ကြမလဲလို့အစိပ်ပင်နေရေလောင်းပြီးတော့အစွတ်တွေတနာပြီးတော့ဒီလောက်တော့တနာနေလဲအိမ်ခေါ်တာကိုအိမ်ကိုခေါ်တာနော်အခိုးမရဲအိမ်ခေါ်တာခေါ်တာပြီးတော့အိမ်နေပါလေစောက်ခိုင်းလာခဲ့နော်ပြန်လာလို့ရှိရင်ရှိအောင်မလားလို့နော် ဲ့လိုမျိုးတွေပါမကူညီနဲ့လို့မဟုတ်ဘူးကူညီသိကူညီထိုက်တဲ့လူဆိုတာရှိတယ်လေကူညီပေါ့အခုဟာသူကဘလို့လဲလုံးလုံးအားကြီးတယ်အံ့ဩတယ်အဲ့ဒါကို